္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မှာပြန်ကျဈေးနဲ့စိကက်မဲ့ဆိုင်တွေမမြင်ချင်ဘူးဆိုတဲ့မင်းအောင်လိုင်ရဲ့အမိန့်ကြောင့်ညာရီဈေးတွေဆိုင်ကန်းတွေအလုံးဖြတ်သိမ်းခံရပါတယ်နိုင်ငံလုံးအတိုင်းအတာနဲ့ရွက်ောက်ပွဲကိုယာနုံးပြေကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့အကြမ်းဖက်မင်းအောင်လိုင်ကဝန်ခံလိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမဆုံးတဆက်ပဲကျင်တဲ့တဲ့တပုတ်ကတော့ရန်ကုန်မြို့မှာပြန်ကျဈေးတွေနဲ့စီးကပ်မဲ့ဆိုင်တွေလမ်းဘေးဝဲရမှာခေါင်းရွက်ပြတ်ထိုးဈေးတွေကိုမမြင်ချင်ဘူးဆိုတဲ့မဲအောင်လိုင်းရဲ့အမိန်ကြောင့်ယာယီဈေးတွေပြန်ကျဈေးတွေနဲ့လမ်းဘေးဝဲရကဆိုင်တွေကိုဒီအပိုင်းအတွင်းမှာစစ်တပ်နဲ့စီပင်ကလိုက်လံဖျက်သိမ်းနေပါတယ်။အော်တိုဘားလာ၁၀နေကရန်ကုန်မြို့ဒလတရာစီမံကိန်းနဲ့တကုံမြို့တစ်တောင်ပိုင်းစစ်မှုတန်းဟောင်းအင်ယာခေါ် မုတ်ဆုံးမအင်ယာတိဆောက်ရေးကိုလာရောက်ဆစ်ဆဲသွားတဲ့မေအောင်လိုင်းကအပြံမှာတင်ငန်းကျွန်းတာမွေတာကေတဗဟန်တကုံနဲ့ကမာရုတ်မြွတ်နယ်တွေကိုကားနဲ့လှည့်ပတ်ကြည့်ရှုခဲ့တာလည်းဖြစ်ပါတယ်။အဲလိုကြည့်ရှုရင်မေအောင်လိုင်းကလမ်းဘေးဝဲရမှာပြန်ကြစေတွေခေါင်းရွက်ပြတ်ထိုးဈေးတွေနဲ့စီကတ်မဲ့ဆိုင်ငံ့တွေကြောင့်မြို့ရဲ့အလှပကိုအကြီးတန်းစေတာကြောင့် ကျမ်းမဲ့ဆောင်ရသားဖို့နဲ့နောက်တစ်ခါတူလာတဲ့အခါမှာအခုလိုမမြင်ချင်ဘူးလို့ထုတ်ဖော်ပြောဆိုသွားတယ်လို့လည်းသိရပါဗါတယ်။အဲ့လိုပြောဆိုမှုကြောင့်အော်တိုဘာလ17ရက်နေ့ကနေစတင်ပြီးရန်ကုန်မှာလမ်းမဝဲရဆိုင်ကန်းတွေပြန်ကျဈေးတွေယာယီဈေးတွေကိုအလုံးရင်းနဲ့စစ်တပ်နဲ့စီပင်ကဖြတ်သိမ်းလာတာလည်းဖြစ်ပါဗါတယ်။အဲ့ဒါအပြင်အိမ်နဲ့ဆိုင်တွဲထားတဲ့ဈေးဆိုင်အိမ်တွေ တိုက်မြင်ကြီးတက်မှာဖွက်လက်ထားတဲ့ဆိုင်ကန်းတွေကိုလည်းအဖြေတွေဖျက်ချတာလမ်းနဲ့နမိတ်နဲ့မလွတ်တဲ့ဆိုင်တွေကိုဖျက်ခိုင်းတာတွေလှုပ်ဆောင်လာတယ်လို့လည်းဒေတာပြည်သူတွေကပြောပြပါဗျ။မင်းအောင်လိုင်းရဲ့အမင်းကြောင့်တောင်မွေကျပြန်ဈေးကပြန်ကျဆိုင်ကန်းတွေတောင်မွေဈေးအရှိမရှိနေတဲ့လမ်းဘေးဆိုင်တန်းတွေကိုစီပင်နဲ့စစ်တပ်ကဖျက်သိမ်းနေတာဖြစ်တယ်လို့ရက်ွက်အတွင်းမှာရှိတဲ့ဖွက်လက်နေတဲ့ပြန်ကျဈေးတွေကိုလည်း စစ်တပ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကဖျက်သိမ်းတာတွေလှုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။အော်တိုဘာလ14ရက်နေ့မှာတော့တင်ကန်းကျိုးမြို့နယ်ပြည်တော်စုဂုံးကျော်တရားအစင်းမှာရှိနေတဲ့ပန်းစည်ရန်စံကန်းတွေအားလုံးကိုစစ်တပ်နဲ့စီပင်ကလာရောက်ဖျက်သိမ်းခိုင်းပြီးမဖျက်တဲ့ဆိုင်တွေကိုဘရိုဇာနဲ့ထိုးချဖျက်ဆီးမယ်လို့လည်းချိန်ချောက်ထားပါတယ်။နောက်တစ်လုံးမှာတော့ရန်ကုန်စီပင်တရင်းမြစ်အချို့ရဲ့အဆိုအရရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ဆိုင်ကန်းတွေ ပြန်ကျဈေးတွေနဲ့ယာယီဈေးတွေအားလုံးကိုစီမံချက်နဲ့ဖျက်သိမ်းနေတာဖြစ်ပြီး ခွင့်ပြုချက်မရှိပဲဈေးရောက်မယ်ဆိုရင်ထောင်ဒဏ်ချမှတ်တဲ့အထိအေးအေးယူသွားမယ်လို့လည်းရန်ကုန်စီပင်သတင်းမြစ်ကပြောပါရရှင်။ ဆက်လက်ပြီးတော့မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့အကြမ်းဖက်မေအောင်လန်ကဝန်ခံပြောဆိုလိုက်ပါတယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ဆယ်နှစ်ပြည့် NCA နှစ်ပတ်လည်အခမ်းအနားမှာအကြမ်းဖက်မေအောင်လန်ကအခုလိုထည့်သွင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့ကနေစတင်က ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမှာဖြစ်ပေမဲ့လည်းရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့လည်းသူကပြောပါတယ်ပထမအဆင့်အနေနဲ့မြို့နယ်ပေါင်း102မြို့နယ်မှာရွေးကောက်ပွဲကိုပြုလုပ်မှာဖြစ်ပြီးဒုတိယအဆင့်မှာတော့မြို့နယ်ပေါင်း100မှာရွေးကောက်ပွဲပြုလုပ်မယ်လို့လည်းဆိုထားပါတယ်တတိယအဆင့်မှာတော့ကြံရှိနေတဲ့မြို့နယ်တွေမှာရွေးကောက်ပွဲကိုပြုလုပ်မှာဖြစ်တယ်လို့လည်းမင်းအောင်လိုင်းကပြောပါတယ်လက်ရှိရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ59ပါတီက ကိုစလေလောင်း9000ကျော်ကစင်ပေးသွင်းထားပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့6ပါတီကရှင်းပြိုင်မှာဖြစ်ကအဲ့ဒီပါတီတွေထဲမှာကြက်ဖို့ပါတီကကိုစလေရေအတွက်1000ကျော်နဲ့အများဆုံးရှင်းပြိုင်မှာလည်းဖြစ်ပါတယ်ရှင်ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာစစ်တပ်ကကျူးလွန်နေတဲ့လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုတွေကိုနိုင်ငံတကာကတုံ့ပြန်အရေးယူဖို့ပြက်ကွက်နေတာကြောင့်ကြောက်မက်ဖွယ်ရာနောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်လာနေတာဖြစ်ပြီးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေက ထင်ရှားစွာလိဟပြတ်တနေရလို့လေကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဥကြုံမိုးထွန်းကပြောဆိုလိုက်ပါတယ်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အကျဉ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဥပဒေရေးရာကော်မတီစတမကော်မတီရဲ့အထွေထွေဆွေးနွေးပွဲအစီအစဉ်မှ87မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဥကြုံမိုးထွန်းကအခုလိုထည့်သွင်းပြောဆိုလိုက်တာပါမြန်မာနိုင်ငံအပါအဝင် ကဘာနေရအနှံ့မှာလူသားမျိုးနယ်ပေါ်ကျွလွန်နေတယ်။ရာဇဝတ်မှုတွေဆက်လက်ဖြစ်ပေါ်နေပြီးအဲ့ဒီရာဇဝတ်မှုတွေကိုနိုင်ငံတကာကတုံ့ပြန်အရေးယူဖို့ပြက်ကွက်နေတာကြောင့်ကြောက်မက်ဖွယ်ရနောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြတ်သားနေရလို့လည်းဥကြုံမိုးထွန်းကပြောပါရယ်။2025ခုနှစ်စက်တင်ဘာလအတွင်းမှာလူ့ခွင့်ရေးကောင်စီကို တင်သွင်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရန်ရရရဲ့အစီရင်ခံစာထဲမှာ အကြမ်းဖက်ဆေးအုပ်စုကကျူးလွန်နေတဲ့ရာဇဝတ်မှုတွေပုံမပြင်းထန်လာနေကြောင်းကိုစိုးရိမ်ပွဲရအထောက်ထားတွေနဲ့ဖော်ပြထားတယ်လို့လည်းတမ်မတ်ကြီးကပြပြပါရယ်အကြမ်းဖက်ဆေးအုပ်စုဟာသူတို့ရဲ့တရားမဝင်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေဖို့အတွက် အတုအယောင်ရွေးကောက်ပွဲကိုစီစဉ်နေတာဖြစ်တယ်လို့လည်းဆိုထားပါဗျ။တရားဝင်မှုကိုအတုအယောင်ဖန်တီးကြိုးပမ်းပေမဲ့လည်းရာဇဝဲမှု ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူခံရမှုကနေကာကွယ်ပေးနိုင်မှာလဲမဟုတ်တာ ဖြစ်တယ်လို့အကာအကွယ်လည်းမပေးသင့်ဘူးဆိုတာကိုသတိပြုဖို့လိုအပ်ကြောင်းတမ်မတ်ကြီးကထောက်ပြထားပါတယ်ရှင်။ မွန်ပြည်နယ်ရဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မွန်ပြည်နယ်ရင်းမြနယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကို၃ရက်ဆက်တိုက်တိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကဗိုလ်ကြီးတဦးအပါအဝင်၁၂ဦးဟာတေသွားကြတယ်လို့ Mon State Revolutionary Force MSIF ကပြောရေးဆိုခွင့်ရှိသူမစ်တလညံကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။အော်တိုဘာလ၁၀ရက်နေ့မနေ့9ရက်အချိန်ခန့်လောက်က ရေးမြို့နယ်ကနင်ကမော့ရွာနေစစ်ကြောင်းထိုးလာတဲ့အကြက်ဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကပျောက်ကြားစနစ်နဲ့ဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က တက်ကြွတူပါဝင်2ဦးဟာသေသွားတာဖြစ်ပြီးတော်လိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗါးအလားတူအိတ်နဲ့ညက်နေ၄နိုင်လောက်မှာလဲအောင်တရာရွာနဲ့လိမ်မော်ချံရွာကားလန်းအနီးမှာလဲအကျန်းဖက်စစ်တပ်စစ်ကြောင်းကို တော်လန်းတပ်ဖွဲ့တွေကထပ်မံဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာ တိုက်ပွဲဟာမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးစစ်သားတအုပ်ဟာတေသွားက၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အော်တိုဘာလ10နှစ်မွန်လွယ်7နှစ်အချိန်ခန့်လောက်ကလည်းအောင်တပြေဖုံရင်ကျောင်းနီးမှာအကြက်ဖက်စစ်တပ်ကိုတော်လန်တပ်ဖွဲ့တွေက drone နဲ့ဗုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တာနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တာတို့ကြောင့်စစ်သားတအုပ်ဟာတေသွားကတအုပ်ဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ အော်တိုဘာလာစနေနေ့မှာတော့ဘေလမိုင်းကျေးရွာကနေအေးကဘာကျေးရွာနီးကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲမိနစ်30ခန့်ကြာဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကဗိုလ်ကြီးတဦးအပါဝင်10ဦးဟာတေဆုံးခဲ့လို့လည်းသိရပါတယ်ရှင်။စကိုင်းတန်းအသင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။စကိုင်းတန်းဝက်လက်မြို့နယ်ကတမန်သာရွာစာတင်ကျောင်းအပါဝင်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်က လေရင်ဂျိုင်ရိုကော့ပတာစက်တက်လေထီတွေနဲ့နေ့စဉ်ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူ6ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးအဆောင်တွေပျက်စီးခဲ့လို့ຫນွေဦးအောင်ပဲတော်လိုင်းအင်အားစုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။အော်တိုဘာလ14ရက်နေ့က ဝက်လက်မြုပ်နယ်တမန်တာကျေးရွာစတင်ကြောင်းကိုအကြက်ဖက်စစ်တပ်ကဆက်တက်လေဒီနှစ်စီးနဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးတို့ထိခိုက်ဒဏ်ရာရှိခဲ့ပြီးအဆောက်အုံတွေလည်းပျက်စီးခဲ့ရလို့လည်းသိရပါဗါးအလားတူအော်တိုဝါလာ15ရက်နေ့ကလည်းအကြက်ဖက်စစ်တပ်ကဝက်လက်မြုပ်နယ်ရွာသားကြီးကျေးရွာကိုဂျိုင်ရိုကော့ပတာ3စီးနဲ့ဘုံကျဲတက်ခတ်ခဲ့ရဖြစ်ပြီး ြည်သူတွေထိခိုက်မှုမရှိဘူးလို့လည်းသိရပါဗျ။အဲ့ဒီရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကအော်တိုဝါလာ73ရက်နေ့ကနေစတင်ပြီးလက်ရှိအချိန်ထိလေရင်ဂျာရိုကော်ပတာတွေနဲ့နေ့စဉ်ဘုံကျဲတက်ခတ်နေတာဖြစ်ပြီးပြည်သူလေးဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ကရွာလုံးကျွတ်မှလည်းထွက်ပြေးတိမ်းရှောင်နေရလို့လည်းသိရပါဗျ။ ဒီတခါမှာတော့အကျန်းဖက်စစ်ကောင်းဆောင်မဲအောင်လိုင်းနဲ့စစ်တပ်ကိုတိုက်ခါကြစေမှုနဲ့သမီးစိုးခေါ်တက်ကိုကိုကိုနိုင်ငံတော်အကြီးညိုပြက်စေမှုပုံမှ905ကနဲ့ထပ်မံအမှုဖွင့်လိုက်ပြီးဆက်သွယ်ရေးဥပဒေပုံမှ66ဂါကိုလည်းတဘာတဲ့အမှုရင်ဆိုင်ရမှာဖြစ်တယ်လို့သမီးစိုးရဲ့မိတ်ဆွေဖြစ်သူကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။ အွန်လိုင်းပေါ်မှာမိအောင်လိုင်းနဲ့မိမဖြစ်သူကျူကျူလာအပါဝင်စစ်အရာရှိတွေကိုတိုက်ခါကြစေရဖို့ပြောဆို ခဲ့တဲ့အမှုဟောင်းတွေနဲ့တိုင်ကြားခံရတဲ့အမေရိကန်နိုင်ငံသူတမိဆိုကို အော်တိုဝါလာ၁၂ရက်နေ့ကရန်ကုန်လေစိတ်မှာဖမ်းဆီးခဲ့တာဖြစ်ပြီး ပြုံးလွင်ရဲစခန်းကိုပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်တမိဆိုကိုဒေါ်အေတင်ကိုကဆက်သွယ်ရေးဥပဒေပုံမှာ 66ယောက်ကနဲ့အမှုဖွင့်ထားတာဖြစ်တယ်လို့နိုင်ငံတော်အကြီးညိုပြည့်စုံမှုပုံမှ95ကကိုပါတပါတဲ့အမှုဖွင့်တရားစွဲဆိုခံထားတာဖြစ်တယ်လို့လည်းသိရပါဗျ။စစ်တပ်ရဲ့ဝါဒဖြန့်သတင်းစာတွေထဲမှာတော့တမီးဆိုးကိုရွှေသက် Facebook အကောင့်ကနေနိုင်ငံတော်တင်ကျင်ရေးနဲ့အေဂျင်ရေးကိုပြပြစီဖို့အတွက်ရေးသားဖြန့်ဝေမှုနဲ့အော်တိုဝါလာ73ရင်းကပြည်ဦးတွင်ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့လည်းဖော်ပြထားပါဗျ။တမီးဆိုးမှာအမေရိကန်နိုင်ငံသူဖြစ်ပြီး ဖမ်းဆီးခံရခြင်းမှာတားဖြစ်သူနဲ့ခင်မင်းဖြစ်သူတို့မှာပြင်ပမှာကြံရိတ်ခဲ့လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုဒ်ကတော့မန္တလေးတိုင်းမိတ္တလာမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကဆိုင်ကယ်ကိုနှစ်ဦးဆင်းနှင်းလာတဲ့လူငယ်တွေကိုစစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက်ပေါ်တာဆွဲဖမ်းဆီးသွားလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။အော်တိုဘာလ14ရက်နေ့ည8:00နာရီအချိန်ကနေစတင်ပြီး မိတီလာမျိုးဘဲကန်စေးအနေမှာအကြက်ဖက်စစ်သားတွေဟာစစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက်ဆိုင်ကယ်တစ်စီးကို2ရောက်စီးနေတဲ့လူငယ်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့လည်းသိရပါဗါးအဲဒီလိုပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်20ကျော်ကိုအကြက်ဖက်စစ်တပ်ကခလရ133တည်ရင်ကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးလက်ရှိအချိန်ထိလူငယ်တွေရဲ့မိသားစုဝင်တွေက ပေါ်တာဆွဲဖမ်းဆီးခံရတာကို မသိရှိတာကြောင့်လာရောက်ထုတ်ယူတာမျိုးမရှိဘူးလို့လည်းသိရပါဗျ။ဒါအပြင်အော်တိုဝါလာ၁၂ရက်နေ့ကလည်းမိတီလာမြို့နယ်အတွင်းအကြမ်းဖက်စစ်သားတွေက AC ကားတွေနဲ့လိုက်လံပေါ်တာဆွဲဖမ်းဆီးခဲ့ရမှာ လူငယ်9ဦးကိုလည်းဖမ်းဆီးသွားလို့လည်းသိရပါဗျ။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်ဟာစစ်မှုထမ်းရထားချက်မပြည့်မီတာကြောင့်စစ်တင်နံအပတ်စဉ်တွေမပြည့်ခင် လူငယ်တွေကိုစုဆောင်းပြီးထတ်တော့အင်အားဖြင့်ရသမျှဖန်စီပို့ဆောင်နေတာဖြစ်တယ်လို့လည်းသိရပါဗျ။ဂျပက်စစ်တပ်ဟာဘူတာယုံတွေကားဂိတ်တွေကိုပိတ်မထားတာဖြစ်ပြီး လူငယ်တွေကိုပေါ်တာဆွဲဖန်စီနေတာဖြစ်တယ်လို့လည်းသိရှိရပါဗျ။အလားတူဘကိုတန်ရေတာရှိမြို့နယ်မှာလည်းမြို့နယ်ထွေအုပ်ယုံကလက်ထောက်ညွှန်ကြားရေးမှုအုပ်ကာတန်းကစစ်မှုထမ်းအပတ်စဉ်၁၈အတွက်လူငယ်၄၀ဦးကို ပေါ်တာဆွဲဖန်းစည်းကစစ်မှုထမ်းရန်ပို့ဆောင်ပေးခဲ့တယ်လို့လည်းထွေအုံယုံသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တဲ့မနက်ခေတ်တဲ့နေ့ကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါရှင်။ကျမများပါ။